မြန်မာပြည်အလဲပိုင်းဒေသတို့လာမဲ့မေလ16ရက်နေ့မှ20ရက်နေ့အတွင်းအဆိုပါဒေသမှာဒေသအလိုက်နေရာအနှံ့အပြားမိုးကောင်းလိမ့်မည်ခန်းနီးမြို့လာဟဲနန်းယွန်းကတာမြို့အင်းတော်မြို့မမောက်မြို့စကိုင်းမြင်းမူမြောင်မြို့ပူတလင်မြို့အရာတော်မြို့ချောင်းဦးမြို့ရွှေဘုံမြို့ဝက်လက်မြို့ခင်ဦးမြို့ ရေဦးမြို့ ဝင်းတို့တန့်စဲကလေးကလေးဝမောလိုက်ပေါင်းပင်ဇီကုံခင်ကြီးကမ်ဘလူးလက်ပံလာ ဇယက်ကွင်းမိုးကုတ်တကောင်မိုးမိတ်မန္တလေးကျောက်ဆယ်စင်ကိုင်းမြစ်သားဝမ်းတွင်ညောင်ဦးကျောက်ပတောင်မြင်းချံတောင်သာနွားထိုးကြီးပြင်ဦးတွင်မတရားစင်ကူတပိတ်ချင်းချမ်းအေးတာစံချမ်းမြတာစီ မဟာအောင်မြေပြည်ကြီးတကွန်အမရပူရတိန်ကြီးတရားဦးမိထီလာတာစီ မလှိုင်ရမဲတင်ပျော်ပွဲရက်ဆောက်ရင်းမာပင် အောင်မန်းနေပြီးတော့တက်ကုန်းလေဝေးရည်နီမြက်ကန်သာ ပခုတ်ကူမြို့ရေစကြုံမြို့ ၊မြိုင်မြို့၊ပေါင်းမြို့၊စိတ်ဖြူမြို့၊ဂံကောမြို့၊စောမြို့၊ထီလေးမြို့၊အောင်လံမြို့၊နမောင်းမြို့၊မြို့တင်မြို့၊ရေနံချောင်းမြို့၊ချောင်းမြို့၊တရဲမြို့၊ကမမြို့၊ငဖဲမြို့၊မင်းနှုံးမြို့၊စင်ဖြူကျုံးမြို့၊မင်းမှုမြို့၊ဆလင်းမြို့၊ပွင့်ဖြူမြို့၊တောင်လွင်းကြီး၊မကွေးမြို့ တရက်ကံမစင်ပောင်ဝဲစကုကြောက်ပရာညောင်ဦးမြင်းချံမုံရွာစတဲ့ဒေတာတဝိုက်မှာအဆိုပါနေ့အတွင်းငိုးကောင်းလာနိုင်တဲ့အတွက်ဒေတာအလိုက်ငိုးရရှိပါလိမ့်မယ်။သို့တော်မေလ24ရက်မှလကုံထိမြန်မာပြည်အထက်ပိုင်းဒေတာတွေအနောက်တောင်မုတ်တုံလေးစတင်ပြီးရောက်မြည့်အချိန်ဖြစ်တာကြောင့်ငိုးကြီးရေရှမ်းမုံများရွာသွန်းလာပါတော့မယ်။